ီပန်းလူသွေးစကားမှာဆိုသူငငယ်လေးပဲရှိသေးတယ်ကိုးနှစ်လောက်ပဲရှိအောင်မထင်တယ်နော်ကိုးနှစ်ဆယ်အဲ့ဒီအရွယ်တဲကဒါတီတီတို့နဲ့အတူတူရိုက်လာတယ်ဟုတ်လို့ဘာလို့ငုံတာလဲဒါငိုစရာမှမဟုတ်တာဒီကလေးတွေဒီကိုဝင်းနဲ့လွယ်ပြီးမွေးတဲ့ตาမဟုတ်ဘူးနဲ့ตาလေးတွေလိုဖြစ်နေတယ်ဖြစ်နေတဲ့အတွက်အဲဒီလိုကြီးဖြစ်သွားတဲ့အတွက်ဒါတီတီကတော့ဟိုဖုန်းအောင်မဆက်ရဲဘူးတီတီဖုန်းဆက်လို့ရှိရင်တီတီရင်မခံနိုင်လို့လေဘယ်လိုလဲတာဟမ် ကဘန်းကိုတရိယာသွားလို့ပါလုံးနဲ့နဲ့မကောင်းတာတော့မပြောတတ်ဘူးရင်အောင်တတ်တယ်သမီးရဲ့အဲ့လိုမျိုးပဲပေါ့ဒီသားလေးအတွက်လည်းဒါဒီနေ့တဲ့အထိအဲသူ့ post လေးတွေကိုတချို့အင်းကသမီးတွေကကြည့်ပြီးတော့ပဲပြောပြရတယ်ဒါတီတီကိုယ်တိုင်မကြည့်ရဲဘူးအဲ့ဆိုသူ့မျက်နှာလေးတွေ့လို့ရှိရင်တီတီအယံဝန်းနေရလို့ပါကားလေးကကြတော့လေတီတီအခန်းနေလဲအများကြီးပါထားတယ်အပါထားရတယ်အဲနောက်ပြီးတော့ ဒါဒီဒီနဲ့အများတိုင်းအဲအသေးဥဆောင်တွဲပစ်တဲ့အာခလေးမဟုတ်ဘူးလေတားညီလေးကကြတော့ဒီဒီနဲ့ဒါတူတယ်တားတယ်အခါနေမှာရိုက်တယ်အခုမှဒါဟိုလင်မယားခန်းကိုရိုက်ရတဲ့အခါကြတော့လေရိုက်တဲ့အခါမှာအဲကိုတူကိုသားလိုပဲမြင်နေတယ်လေမြင်နေပြီးတော့ရိုက်ရတဲ့အခါကျတော့နည်းနည်းသတိထားရတယ်သူ့နာမည်ကိုပဲအများတိုင်းပြောနေရမှာเนาะသူကကိုအောင်မင်းဆိုတော့ကိုအောင်မင်းကိုအောင်မင်းအမြဲတမ်းအပြင်မှာလည်းအဲ့လိုပဲခေါ်နေရတယ် နောက်ပြီးတော့အဲဒီကားလေးမှာကြာတော့ဒီဒီကဟိုဒီကားလေးခါကြာတော့ဒါလူလောကမှာဖြစ်ပြနေတဲ့သဘာဝတွေဖြစ်တယ်ငွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေကအင်မတန်ညီမဆိုတာလည်းမရှိဘူးတားအမိဆိုတာလည်းမရှိဘူးအဲ့လိုမျိုးပေါ့နော်အခုဒီမှာကြာတော့ဒီဒီနဲ့လင်းလင်းနဲ့ညီမညီမဆိုတာမရှိဘူးဘတူကြီးဆိုတာမရှိဘူးငွေနဲ့ပတ်သက်တဲ့အခါကြာတော့ဒီငွေကိုပဲဒီဇိုင်းမမှန်နဲ့ဟိုအတားနဲ့ ဒေါသမောဟတွေနဲ့အတ္တတွေနဲ့လူချင်းနဲ့ဒီကားလေးပေါ့နော်ဒီကားလေးကိုရရင်နဲ့လဲတောင်းရကရပါတယ်ပတ်စံနဲ့ပတ်သက်လာရင်ဆွေမျိုးဆိုတာမရှိဘူးအဲမိသားစုအတိုင်းဝိုင်းဆိုတာမရှိဘူးသွေးသားတော်ဆက်တယ်ဆိုတာမရှိဘူးပတ်စံနဲ့ပတ်သက်လာရင်လူတွေကအင်မတန်ကြောက်ဖို့ကောင်းတယ်အဲဆိုတာဟိုဒါတီတီပါတဲ့ခန္ဓာလေးမှာဒါဒါတီတီအဲသင်္ကန်းစာရပါတယ် အဲဒီကားလေးကိုလည်းကြည့်ရှုတဲ့လူတွေကအဲ့လိုမျိုးပဲအဲသင်္ကန်းစာအနေနဲ့လည်းကြည့်ပေးပါနောက်ပြီးတော့ဒါအကြမ်းမြင်ကကြတော့ဟိုသမီးလေးလာပြည့်လာပြည့်ကကြတော့အကြမ်းမြင်လေးတွေအတူလဲဟိုမင်းသမီးလေးအစ်စ်ကလေးဆိုပေမဲ့သူလဲစ조사ပြီးတော့ရိုက်ထားတာဟိုအဟောင်းငင်းနဲ့မချာသူလဲစ조사ပြီးတော့ရိုက်ထားတာတွေ့ရတဲ့အတွက်ဒါပရိသတ်တွေအားလုံးကဒီကားလေးကိုဟိုကြည့်ရှုပေးပါလို့ဒီနေရာကနေ ့ပန်ကြားပါတယ်သူကတော့တီတီပန်းနုသွေးစကားမှာဆိုသူငငယ်လေးပဲရှိသေးတယ်ကိုးနှစ်လောက်ပဲရှိအောင်မထင်တယ်နော်ကိုးနှစ်ဆယ်အဲ့ဒီအရွယ်တဲကဒါတီတီတို့နဲ့အတူတူရိုက်လာတယ်နောက် MRT 4မှာလည်းတောက်လျှောက်ရိုက်လာတဲ့အခါမှာဒီကလေးတွေနဲ့တောက်လျှောက်တွေ့လာတဲ့အခါကျတော့ဒီကလေးတွေဒီကိုဝင်းနဲ့လွယ်ပြီးမွေးတဲ့ตาမဟုတ်ဘူးနဲ့ตาလေးတွေလိုဖြစ်နေတယ်ဖြစ်နေတဲ့အတွက်အဲဒီလိုကြီးဖြစ်သွားတဲ့အတွက်ဒါတီတီကတော့ဟို ဖုန်းတော့မဆက်ရဲဘူးတတီဖုန်းဆက်လို့ရှိရင်တတီရင်မခံနိုင်လို့လေရင်မခံနိုင်လို့တတီကကြာနည်းနည်းဘယ်လိုပြောမလဲဟိုတခုဟိုဝင်းနေစရာလေးတခုတွေ့လို့ရှိရင်မျက်ရည်ကျတတ်တယ်နောက်ဝင်းနေပြီးရင်တတီအလုံးနဲ့နဲ့မကောင်းတာတော့မပြောတတ်ဘူးရင်အောင့်တတ်တယ်သမီးရဲ့အဲ့လိုမျိုးပဲပေါ့ဒီသားလေးအတွက်လည်းဒီနေ့တဲ့အထိအဲသူ့ post လေးတွေကိုတချို့အင်းကသမီးတွေကကြည့်ပြီးတော့ပဲပြောပြတယ်ဒါတတီကိုယ်တိုင်မကြည့်ရဲဘူးအဲ့ဆိုသူ့မျက်နှာလေးတွေ့လို့ရှိရင်တတီအယံဝန်းနေရလို့ပါ ဟုတ်တယ်လင်းကြားတဲ့အချိန်မှာဟဲ့ဒီကလေးဒီလိုလားပေါ့နော်ဒီကလေးကဟုံးပေါ်ရန်ရန်ကလေးတယောက်လည်းမဟုတ်ဘူးဒါတီတီလိုနဲ့နေရီမှာစုံကြတယ်စုံကြလို့ရှိရင်ဟုံးအရန်ကလေးတယောက်လည်းမဟုတ်ဘူးဒါလေးဒါတလို့ရှိတဲ့ဘာလို့အဲ့လိုပြောပြလို့ရှိရင်လက်ခံနားထောင်တယ်အဲ့လိုမျိုးကလေးတယောက်လေအဲ့လိုမျိုးကလေးတယောက်ဆိုတော့အဲကိုသားလေးတယောက်လိုပဲစိုးစိုးမှဒါကိုလေနားထောင်တယ်မကောင်းဘူးဆိုရင်သူ ီဥစ္စာကိုမလုပ်ဘူးဒီ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 ပြောထားတာကိုသားသိတယ်เนาะသားမလုပ်ဘူးအဲ့လိုမျိုးသူလာလာပြောတယ်လေဟုတ်တယ်ဟုတ်တယ်ဒီဒီနဲ့ဆောင်ရတာတော့ဟုတ်တယ်သမီးလေးဟုတ်တယ်အဲ့လိုတွေ့မှာဆိုတော့တော်တော်ပေါက်ခေရဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမတ်ပြရတယ်အချိန်မှာကိုပြန်စဉ်းစားမိရတယ်ဘာလို့လဲမနှုတ်သေးမှလည်းအဲ့လိုမျိုးပဲပေါ့ ဒါဒီကလေးလေးတွေကိုဒီတရားတော့ထုံးစံတိုင်းဒီဒီပါရတဲ့အခမ်းမှာအဲဒါဒီကလေးလေးတွေကိုအရင်အမဲဟိုအနိုင်ကျင့်နှိပ်စက်ရတဲ့သိရမလားအဲ့လိုအဲ့လိုမျိုးလေအဲ့လိုမျိုးအခမ်းဆိုတော့ဒီကလေးလေးတွေကိုအဲ့လိုမျိုးပေါ့ဒါပေမဲ့တကယ်တကယ်မှာတော့ဒီဒီတို့ရိုက်ကြတယ်အထမင်းယူတယ်ဆိုလို့ရှိရင်လည်းသူ့အမိမအားလည်းဒီဒီတို့အန်တီဂွန်ကြီးပါတယ်အန်တီဂွန်ကြီးရဲ့ဒီဒီရဲ့ဒါသူတို့သားမီးအတွက်ယူထားပေးတယ်သူတို့ နေ့လယ်မှာရောက်ဝင်ဆိုဒီကျူထမင်းယူထားပေးတယ်အဲ့လိုမျိုးပေါ့ပေါ့အဲဒါပန်းနူတွေမှာဆိုဓာဝေပါတယ်အဲဓာဝေပါဓာဝေရအာနိုဒီကလေးလေးကဖိုးလုံးအဲအန်ဒီကွန်အဲတီတီဒီလိုမျိုးပေါ့နော်အဲတီတီတို့ကဒါတယောက်နဲ့တယောက်ကတော့တီတီနဲ့မိမိကိုကိုတို့ကပါမီနှစ်ယောက်ကတော့တက္ကနာပေါ့မိမိမုံနဲ့သူတို့တွေနဲ့ကတက္ကနာဒါပေမဲ့တီတီတို့ကဒီကားလေးမှာလဲစီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဒါမိသားစုလိုပဲရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အတွက်ဒါကတော့တီတီအတွက်ကတော့အမှတ်တရပါ ဒီကလေးလေးကဒီလိုအဲကိစ္စမျိုးတွေဖြစ်သွားပြီမဲ့အဲသူဒီဒီလိုကိစ္စမျိုးဖြစ်တိုက်တဲ့ကလေးတယောက်မဟုတ်တဲ့အတွက်ตาလေးဒီလဲဒါဖြစ်သွားတဲ့ဟာလေးကကြောက်တော့တမျိုးလေးဖြစ်ပြီမဲ့သူဒီသူစိတ်ထားလေးကြောင့်သူကောင်းရမွန်ရလေးမှာရောက်ရှိနေမယ်လို့ဒီဒီထင်ပါတယ်ပြိသက်ဒီအားလုံးလဲအကြည်ကြည်လင်းလင်းရွှေရွှေလန်းလန်းနဲ့ချမ်းသာဒုက္ခအပေါင်းအားလုံးပြည့်စုံကြပါစေဒီနေ့ကနေမြတ်တာပိတာပါတယ်